မင်္ဂလာပါရှင်ဒီအစီအစဉ်မှာဒို့မိန်ကလေးများတနစ်တာတိုင်းရဲ့အပြောင်းလဲသေးသေးကလေးတွေမှာမပါမဖြစ်ရှင်တွဲပါလာတဲ့တာဥကျွေခြင်းအကြောင်းနဲ့ယာတီတွေ menstruation cycle ကိုရက်တွက်ပုံနှီးလန်းလေးအကြောင်းပြောပြပေးပါပါဒို့ရဲ့ကိုယ်ထဲမှာဖြစ်နေတဲ့အသေးစိတ်ကလေးတွေကိုအကျိုးရှိနှီးလန်းတဲ့သိရှိအသုံးချနိုင်စေဖို့ရည်ရွယ်လိုက်ရပါတယ်သာဥကြည်ချင်းသိထားကြပါစို့ တို့မိန်ကလေးတွေမှာအပြူပေါ်ဝင်စား73 14နှစ်အရွယ်ကစလို့ဘဝရဲ့တက်တန်းတခြားသွေးမဆုံးခင်အသက်အရွယ်အပိုင်းခြားတစ်ခုအထိတူတူရှင်ထွေးနေကြရတာဟော်မုန်းအပြောင်းလဲအများကြီးနေပါဒီဟော်မုန်းတွေက အပြိုပေါ်ဝင်အရွယ်ကစလို့တလတစ်ကြိမ်ကျိုးရဲ့ဝမ်းပိုက်ထဲကတက်အိမ်မှာတတိသားကလေးရလာရင်အစ်စ်နေထိုင်နိုင်မှုရည်ရွယ်လို့တက်အိမ်ထဲမှာနေရအလွှာတိဆောက်ခြင်းတွေလုပ်ရပါတယ်။ ။ဒီနောက်ဟော်မုန်းအပြောင်းအလဲများပေါ်အခြေတည်ပြီးဒါဇင်တိုင်းဒါဇင်တိုင်းမှာတာဥကလေးတစ်လုံးကျွေးကြပေးရပါတယ်။ဒါကို menstrual cycle လာတယ် period အချိန်ဖြစ်တယ်ယာတီသွေးပေါ်တယ်။လာဇင်သွေးဆုံးရှုံးခြင်းဖြစ်တဲ့တဲ့အိမ်နေရန်ကလေးကွာကြတယ်စသဖြင့်အမျိုးမျိုးပုံပုံခေါ်တွင်ကြပါတယ် ဆိုတော့ဒီလိုပုံမှန်တစ်လတစ်ကြိမ်ဟော်မုန်းပြောင်းလဲခြင်းကတဆင့် menstrual cycle ပေါ်ခြင်းမပေါ်လာခြင်းဟာဆိုရင်ဘလို့အရာနဲ့ဆက်ဆက်တည်းလို့ကြည့်ကြရအောင်ပါဒီတော့အရွယ်ရောက်ရှင်းမဲ့လာတဲ့တတိသားဥကလေးတစ်လုံးတို့ရဲ့တအိမ်နဲ့တွေ့ကြလာတဲ့အချိန်ခုရှိပါတယ်။ဒါကို ovulation တားဥကြွေရဲ့အချိန်လို့ခေါ်တာပေါ့နော်ဒီတားဥကြွေချိန်ဟာဆိုရင်တို့ရဲ့လစဉ်တစ်လတစ်ခါယာတီဆက်ဝင်ရဲ့အလယ်နေ့ရက်တွေမှာရှိတဲ့ရက်တွေဖြစ်ပါတယ် တောက်ဥကျွေးတဲ့အခါမိန်ကလေးတွေမှာခံစားရတတ်တဲ့လက္ခဏာအပြောင်းလဲလေးတွေရှိပါတယ်။တူဦးနဲ့တူဦးတွေ့ကြုံရတာကတော့မတူပါဘူးတဲ့။လာစဉ်ယာတီလာကြတာလည်းဖြစ်တော့တောက်ဥကျွေးချိန်မှာဘာမှခံစားရတာမရှိပဲသူ့အလိုလိုမတိလိုက်မတိပါတာကြော်သွားတာလည်းရှိတာ ਉਹ နော်။ဥပမာအားဖြင့်တောက်ဥကျွေးချိန်မှာတင်ပစုံတဝိုင်းမအီမသာဖြစ်တတ်တာဝမ်းပိုက်အောက်ဘက်တဲ့အိမ်နေရာမှာလေးလံနေသလိုခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ်ကိုအပူချိန်ကငကိုပူနေတက်တဲ့အပူချိန်တည်းတားဥကျွေးတဲ့အချိန်မှာနည်းနည်းပူလို့ပူလာတာမျိုးလည်းဖြစ်တတ်ပါတယ်ဒီလိုအပူချိန်တက်တာကိုသိကျင်နေဆိုရင်ခါရိုင်ကိုရဲ့အပူချိန်ကိုအရင်ဆုံးတိုင်းတာကြည့်ထားမယ်တားဥကျွေးကန်ပြီးရက်တွေမှာမနက်စောစောအိပ်ရာညိုတဲ့အချိန်ကိုအပူချိန်တိုင်းမိပြီးနှိုင်းချိန်ကြည့်ရတာမျိုးဖြစ်ပါတယ် ်နောက်တစ်ခုကတားဥကြွေချင်းရက်မှာရင်သားနည်းနည်းတင်းမာလာလို့နာတာကျင်တာခံစားရတာမျိုးလည်းရှိနိုင်ပါတယ်တလားနဲ့တလားခံစားရပုံချင်းတော့မတူနိုင်ဘူးပေါ့နော်ဒီ ovulation အချိန်ကဟော်မုန်းအပြောင်းအလဲရှိတဲ့ကာလမို့လို့စိတ်တိုးတက်တာ စိတ်ဆက်နေတာအစားအစာချင်စိတ်နေနေတာအိပ်ရာပြူရာတစ်ခါတည်းခက်ခဲတာတွေစတာမျိုးကြုံတွေ့ရတတ်ပါတယ်ဒါကတာဥကျွေချိန်မှာဒိုးရရဲ့စိတ်နဲ့ကိုယ်ခန္ဓာမှာဖြစ်တတ်တဲ့အပြောင်းအလဲလေးတွေပဲဖြစ်ပါတယ် ။အကဲ၍ဒီလိုတားဥကလေးကြွေတဲ့အချိန် ovulation အခါကာလမှာမိမကိုလမ်းကြောင်းကတဆင်အပြင်ကဝင်ရောက်လာမယ်။ span ကောင်လေးတုပ်ပိုကောင်ကလေးပေါ့နော်။ तू ကရောက်မလာဘူး။မထီတွေ့မိဘူး။ကြိုရောက်နေနေတာမျိုးလည်းမရှိဘူးဆိုရင်တတိမအောင်ဘူးပေါ့။ ဒီအခါတားဥကလေးပြိုကွဲသွားပြီးတဲ့အိမ်နေရမှာတတိသားဖြစ်ခဲ့ရင်နေဖို့အတွက်ပြင်ဆင်တိဆောက်ထားတဲ့တဲ့အိမ်နေရအလွာတွေနဲ့အတူယာတီသွေးအဖြစ်နဲ့ menstruation period ရဲ့အနေနဲ့ပေါ့နော်ကိုယ်ခန္ဓာပြင်ကိုထွက်ပြရပါတယ်။ဒါကတစ်လတစ်ခါဒိုရီဖြစ်နေကြခံစားနေကြ period အတိုင်းခေါ်ပါတယ်နော်။ ဒါနဲ့ပြောင်းပြန်အတိတ်ပဲနေနေပေါ့နော်ဒီတာဥကျွေးတဲ့အချိန် ovulation အခါကာလမှာကျွေးကြလာတဲ့တာဥကလေးစီကိုမိမကိုလမ်းကြောင်းကတဆင်အပြင်ကဝင်ရောက်လာမယ်တုပ်ပိုးကောင်လေးနဲ့စပန်းကောင်လေးနဲ့ထိတွေ့သွားပြီဆိုရင်တတိအောင်သွားတယ်ပေါ့ဆိုရင်စပန်းကောင်လေးကတာဥကလေးနဲ့ပေါင်းဆက်ဖို့ကြိုးရောက်နေနေရသည်ဖြစ်စေ တောင်ဥကျွေရဲ့မှာရောက်အောင်လာနိုင်တာဖြစ်စေဒီလိုဆိုရင် fertilization လို့ခေါ်တဲ့တည်အောင်ခြင်းဖြစ်လို့ကိုယ်ဝန်ဆောင်ရပါပြီတည်အောင်တောင်ဥကလေးကပြင်ဆင်ထားတဲ့တဲ့အိမ်နေရမှာတွားလို့တွဲကပ်လိုက်ပါပြီနောက်ထပ်6လရပြီပြီမပေါ်တော့ပါဘူးနောက်ထပ်နောက်ထပ်လတွေမှာကိုယ်ဝန်ဆောင်ကာလကိုဆက်လို့ဖြတ်တန်းရပါပြီရာသီဇဝံတွက်ကြမယ် ဒါဖြင့်ရာသီလာရာရဲ့တားဥကျွေးခြင်းရဲ့ကိုသိပြီးပြီဆိုတော့ဒီအထဲကနေနှစ်ခုမေးစရာထွက်လာပါပြီ။နံပါတ်1အချက်ကမိန်းကလေးတစ်ယောက်နဲ့တစ်ယောက်လစဉ်တိုင်းရာသီလာတဲ့ menstrual cycle ရက်ကအတူတူရဲ့လားဒါကတစ်ချက်နံပါတ်2နောက်တစ်ချက်ကတော့လာတိုင်းလာတိုင်းတာဥကလေးကြွေတာမို့လို့တလအတွင်းမှာဆိုရင်ကိုယ့်ရဲ့ menstrual cycle အရာဘယ်ရက်မှာတာဥကလေးကြွေတာလဲဆိုရင်ဒီရက်တွေကိုသိရတော့မှာဖြစ်ပါတယ် ပထမအချက်ကိုဖြေရရင်မိန်ကလေးတစ်ယောက်နဲ့တယောက်ယာဒီသွေးလေပတ်တဲ့ရက်တွက်ချင်းမန်ဆရယ်စာကဲကမတူကြပါဘူးလေနော်။ယာဒီပေါ်တာကိုရေဘူးရအနေနဲ့တလတစ်ခါလို့လွယ်လွယ်ပြောကြပေမယ့်လို့ဒီမိန်ကလေးတစ်ယောက်က27ရက်တခါယာဒီလာတာရှိတယ်။ဒီမိန်ကလေးတစ်ယောက်ဆိုရင်28ရက်နေမှတခါယာဒီလာတတ်တယ်။နောက်မိန်ကလေးတစ်ယောက်အဖို့ဆိုလို့ရှိရင်ရက်30နေမှတခါလာတယ်။သို့မဟုတ်35ရက်ကြာမှသာတခါလာတတ်တယ်။တချို့တော့မိန်ကလေးတွေ တွက်ဆိုရင်45ရက်ကြာမှသာတခါရာသီလာတက်တယ်ဒီလိုဒီလိုမတူကြပါဘူးကိုတယောက်တည်းအတွက်တောင်ဒီလရာသီလာတာနဲ့နောက်လရာသီလာတာကရတူးတာယော့တာမျိုးရှိတတ်တယ်လေနော်ဒီလရာသီစောလာတယ်နောက်လကြလာမှကြာနေတယ်ပေါ့ ဒါကိုသိချင်လေဆိုရင်3လတန်ပြီဖြစ်စီ6လတန်ပြီဖြစ်စီကိုရဲ့ရာသီလာတဲ့ရက်ကိုမှတ်သားထားပြီးအကြမ်းပြင်းအနေနဲ့ကိုကဘယ်နေ့ရက်အတွင်း menstrual cycle ရှိတယ်လေလို့ပြန်ကြည့်လို့တွက်ချက်ကြည့်ရပါတယ်။အခုဆိုရင်တော့ဒီလိုရာသီလာတဲ့လနဲ့ရက်တွေမှတ်သားထားဖို့အတွက်တစ်လစာရေးမှတ်မဲ့ပြက်ကရင်စာအုပ်မရှိခဲ့ရင်တော့မှတို့ရဲ့နီးနီးနဲ့နားမှာရှိတဲ့ကွန်ပျူတာတို့ဖုန်းတို့မှာ menstrual cycle application ကိုထည့်သွင်းပြီးကိုရဲ့ရာသီစတဲ့ရက် period ဆုံးတဲ့ရက်တို့ကိုခြေရခံလို့အလွယ် ဲတကူတည်နိုင်ပြီးပြီပဲဖြစ်ပါတယ်။ဒီတော့ကိုယ့်ရဲ့တလားတာရာသီရဲ့ menstrual cycle ကိုအကျန်းအဖြစ်သတိထားမိနေပါပြီ။ ။ဒီကြားထဲမှာကိုကစိတ်လှုပ်ရှားအတက်အကျတွေရှိရယ်။အသွာအလာလှုပ်လှုပ်ရှားရှားကိုခန္ဓာပင်ပန်းလွန်လာတယ်ရှိခဲ့ရယ်ဆိုရင်ကိုရဲ့ရာသီစက်ဝန်ရက်ကငိုး21ရက်နာကနေ28ရက်နေမှာလာတယ်။ပြီးရက်အချိန် နောက်ကျမှလာတယ်ပေါ့နော်။ဒါမှမဟုတ်ငိုးရာသီ28ရက်စက်ဝန်ရှိတတ်သူကရက်နေနေစောလာတယ်ပေါ့။နောက်တစ်ခုကရက်နေနေနောက်ကြပြီးမှလာတဲ့စတဲ့ရက်အတိုးအယောအပြောင်းလဲလေးတွေတော့ရှိသွားနိုင်ပါတယ်။ကိုယ့်ရဲ့ကိုယ်ခန္ဓာနဲ့စိတ်အင်အားအလှုပ်အရှားနေတာများတာပေါ့အခြေ ြေခံလို့ကိုရဲကထွက်တဲ့ဟော်မုန်းအခြေအနေကိုလိုက်ပြီးတော့ menstrual cycle ရဲ့အနည်းငယ်ပြောင်းတက်တယ်လို့ဆိုနိုင်ပါတယ်။ဒါရီကိုသိထားတော့ကိုရဲ့ menstrual cycle အတိုးအယောအနည်းငယ်ဘယ်ရက်မှဘယ်လိုလာတက်တယ်ဆိုတာခံမှန်းလိုက်တာပေါ့နော်။အခုက menstrual cycle ရဲ့ရက်တွေကို ကိုကတည်ထားပြီးပါပြီ။နံပါတ်2အချက်ဖြစ်တဲ့တလရဲ့ဘေးရက်မှာကိုရဲ့တောင်းဥကလေးကျွေးတယ်လဲဆိုတဲ့အချက်ကိုဆက်ပြောကြပါမယ်။ဆိုရင်ဒီလိုတောင်းဥကလေးကျွေးရက်ကို တွက်ရမှာယာသီလာတဲ့နေ့ရက်လပေါ်အခြေတည်တွက်တာရယ်ကိုရဲ့တလချင်းတလချင်းမှတ်သားထားတဲ့ပြက်ကလေးအမှတ်အသားကိုကြည့်တာရယ်ဒီလိုနှစ်မျိုးတွက်လို့ရပါတယ်နံပါတ်1ကဒိုရီ28ရဲ့မန်ရယ်ဆာကယ်ရှိတာ ਨੇ ဥပမာထားလို့အရင်ပြောကြရအောင်ပါ တလတခါ28ရက်တကြိမ်ယာတီသွေးပေါ်တဲ့မိန်းကလေးမှာနောက်ဆုံးယာတီလာပြီးရဲ့ရက်ကနေစလို့ရီတွက်ရပါမယ်။ဆိုရင်တလလုံးရဲ့ယာတီဇဝန်က28ရက်နော်။ဆိုရင်28ရက်ကိုတဝက်တိတိပိုင်းလိုက်ရင်ခွဲလိုက်ရင်14ရက်ရတယ်ဆိုပါစို့။အဲ့ဒီ14ရက်ကဒီမိန်းကလေးရဲ့ယာတီဇဝန်မှာအလေရက်လို့သတ်မှတ်လိုက်မယ်ပေါ့နော်။ဒီအလေရက်14ရက်မြောက်နေ့ကကြည့်ပြီး သူ့ရဲ့ရှေ့နှစ်ရက်နဲ့နောက်နှစ်ရက်အတွင်းဟာတားဥကျွေးရဲ့ရက် ovulation ဖြစ်တဲ့အရက်လို့ရေဘူးရအဖြစ်သတ်မှတ်နိုင်ပါတယ်။ဆိုတော့နောက်ဆုံးအချိန် menstruation ပေါ်တဲ့ရက်ကစလို့ရေတွက်လိုက်ရင်28ရက်ရာသီစက်ဝင်ရှိတဲ့ main ကလေးဟာသူ့ရဲ့တလတာမှာအလယ်ရက်တွေဖြစ်တဲ့14ရက်ကိုအလယ်မှာထားရင်12 13 14 15 16ဒီရက်တွေကတားဥကျွေးတဲ့ရက် ovulation ဖြစ်တဲ့ရက်လို့သတ်မှတ်နိုင်တယ်လို့ပြောနိုင်ပါတယ် နောက်ထပ်ဥပမာတစ်ခုကတော့တကယ်လို့များတလတာအတွက်ရက်30 menstrual cycle ရှိတဲ့မိန်းကလေးဖြစ်ခဲ့တယ်ဆိုရင်သူ့ရဲ့တလတာအတွက်မှာဆိုရင်အလေရက်က15ရက်မြောက်တဲ့နေ့ပေါ့နော်ဒီ15ရက်ကိုအလေကထားလို့ရှေ့ကို2ရက်နောက်ကို2ရက်ထပ်ဆောင်တွက်ယူဆိုရင်သူ့ရဲ့လအလေရက်တွေဖြစ်တဲ့734အလဲရ35ပြီးတော့769စုစုပေါင်း5ရက်ပေါ့နော်ဒါကဒီ main ကလေးရဲ့တာဥကျူတက်တဲ့ရဲ့ ovulation ဖြစ်တဲ့ရက်များလို့သတ်မှတ်နိုင်ပါတယ် နံပါတ်2ယာတီစက်ဝန်ဆိုရဲမန်ထရီဆာကအပေါ်မူတည်တာမဟုတ်ဘဲနဲ့နောက်တနည်းအနေနဲ့တားဥကြီးမကြီးရက်တွက်ချက်တာကို ပြက်ကတင်ကြည့်လို့တွက်တဲ့နည်းကလန်ဒါမတ်တယ်လို့ခေါ်မိတယ်နော်ဆိုရင်အရင်ဆုံးယာတီလာတဲ့လာတွေကိုကိုက6လစာမှတ်သားထားရပါမယ်ဒီအထဲမှာယာတီစက်ဝန်အတူဆုံးလာနဲ့အရှိဆုံးလာကို ကြည့်ပြရပါမယ် ဆိုရင်ကိုယ့်ရဲ့6လစာမှတ်သားထားတဲ့အထည်ကအတူဆုံးယာတိစက်ဝန်ကိုရပါပြီးရင်ဒီအတူဆုံးယာတိစက်ဝန်တွေက78နှုတ်လိုက်ပါဒါကမျိုးအောင်နိုင်တဲ့ပထမဆုံးရက်ပါပဲ။ဥပမာ6လထဲမှာ အတူဆုံးရာသီစက်ဝန်က26ရက်ဆိုရင်26အနှုတ်78ဆိုရင်8ရမယ်ပေါ့။ဒါကဒီလရာသီစလာပြီး8ရက်မြောက်နေ့ကစလို့မျိုးအောင်နိုင်တဲ့ပထမဆုံးရက်တဲ့။ ဟုတ်ပြီနော်ပြီးရင်6လစာမှတ်ထားတဲ့အခြေကအရှိဆုံးယာတိစံဝန်ကိုရပါမယ်ပြီးရင်ဒီအရှိဆုံးရာသီစံဝန်တွေကနေ17နှုတ်လိုက်ပါဒါကမျိုးအောင်နိုင်တဲ့နောက်ဆုံးရပါတဲ့ဥပမာ6လထဲမှာအရှိဆုံး9ရာသီစံဝန်က32ရက်ဆိုရင်32ထဲက17ကိုနှုတ်လိုက်မယ်ပေါ့ဆိုရင်21ရက်ရလာပြီဒါကဒီလရာသီစလာပြီ21ရက်မြောက်တဲ့နေ့ကမျိုးအောင်နိုင်တဲ့နောက်ဆုံးရပဲဖြစ်ပါတယ် ။ဒါဖြစ်ရင် the day အောင်နိုင်မှုအတွက်အကောင်းဆုံးရက်တွေကဒီတွက်နေ့အတိုင်းဆိုရင်၈ရက်ကနေ22ရက်အတွင်းလို့သိနိုင်ပါတယ်နော်။ဒါကဥပမာအနေနဲ့ပြောပြထားတာဖြစ်ပါတယ်။ဆိုရင်ကိုယ့်ရဲ့6လစာရာသီရက်ကိုအခြေခံပြီးတွက်ရမှာကိုတော့လုံးဝမမေ့ရပါဘူးเนาะ။ ်ဒီတင်ဆက်မှုကတော့တာဥကလေးကျွာရဲ့ကိုယ့်ရဲ့ menstrual cycle ရာသီလရဲ့အကြောင်းရဲ့ရက်တွက်ပုံနည်းလမ်းတွေကိုပြောပြခဲ့ပြီးပါပြီဒါလေးတွေကဘယ်နည်းဘယ်ပုံလဲပတ်တယ်လဲဆိုတာနားလည်နေရဆိုရင်ကိုကကိုဝန်ဆောင်မှုအသင့်အနေထားရှိနေသူလားကိုဝန်ဆောင်မှုအတွက်ကာကွယ်ရမယ်သူလားရွေးလို့ရတာပေါ့နော်ကိုယ့်ရဲ့ menstrual cycle ရာသီလရဲ့ကိုသိထားပြီးတော့ကလေးလိုချင်ပြီးဆိုတောက်ရမယ်စီဝါ ကလေးမလိုချင်သေးဘူးဆိုရင်လည်းတားထားပြီးနိုင်မဲ့စေဝါတို့ကိုရွေးချယ်လို့ရနိုင်မှာပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်မှုတွေမှာတော့ကလေးလေးရဖို့အတွက်ရင်းနဲ့ကလေးလေးမလိုချင်သေးရင်မရဖို့အတွက်အလွယ်တကူသိစေနိုင်မဲ့အခြေခံကြတဲ့အရေးကြီးချက်တွေကိုပြောပြသွားပါအောင်မယ်။သိလိုတဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်မြင်ရလို့ရပါတယ်။ကောင်းတဲ့အချက်တွေအမိရယူဖို့အမြဲတမ်းရကြပါလို့တိုက်တွန်းလိုက်ရပါတယ်နော်။